ကျွန်တော်အနေနဲ့တော့ကျွန်တော်လူတိုင်းလူတိုင်းအကြိုက်ကိုတော့ကျွန်တော်ဒီမှာပြောပြလို့တော့မရတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့ကိုကဒီငွေကြေးဆိုင်ရာ financial နဲ့ပတ်သက်တဲ့အဲပြဿနာဖြစ်နေတဲ့အတွက်ကြောင့်အောင်ကျွန်တော်တို့လူတိုင်းအကြိုက်ကိုတော့ကျွန်တော်တို့ပြောပြလို့မရဘူး။ကို follower တိုးဖို့ကို video engagement ကောင်းဖို့တော့လူတိုင်းအကြိုက်ကိုပြောပြရလွယ်ပါလေ။ကျွန်တော်ဆရာဆုံးပါလေ။ risk is everywhere ပေါ့နော်။ဒီ crypto လောကမှာ risk ကနေရာတိုင်းမှာရှိတယ်ဗျ။အလိန်ခံရတာလည်းရှိတယ်။ပျက်စီးဆုံးရှုံးတာလည်းရှိတယ်ပေါ့နော်။ crypto တစ်ခု invalidation ဖြစ်သွားလို့ပျက်စီးဆုံးရှုံးတာလည်းရှိတယ်ပေါ့နော်။အဲ့တော့အများနဲ့လူတွေကဒီ ောကမှာအကုန်လုံးကကျွန်တော်တို့ဘာပြောပြောလှုပ်ရှင်တာလုပ်နေကြတာပဲအဲ့ဒီလူတွေကဘာလဲဆိုတော့95%တော့ loser တွေပဲတဲ့ trading မှာပေါ့နော်အဲ့ဒီတော့ကြောင့်ကျွန်တော်တို့အားလုံးအတွက်ကိုအကျိုးရှိစေမယ် investing အတွက်အကြံပြုချက်လေးကိုကျွန်တော်ဒီမှာ video လေးနဲ့ညွှန်ပြပေးခြင်းပါတယ်အဲ့တော့ကျွန်တော်တို့ YouTuber တွေက အာခရစ်တိုနဲ့ပတ်သက်တဲ့ YouTuber တွေကဟိုခရစ်တိုလေးကောင်းတယ်ပြောလိုက်ကျွန်တော်တို့ live ဝင်လိုက်ဒီခရစ်တိုလေးကောင်းတယ်ပြောလိုက်တက်မယ်ထင်တယ်ပြောလိုက် live ဝင်လိုက်နေကျွန်တော်တို့တကယ်ကကိုယ်ဝင်လိုက်တဲ့ခရစ်တိုကဘလို့အလုတ်လုံလဲဘဲဆက်တောင်းမှာဘာတွေကောင်းလဲဘာအတွက်အလုတ်လုံနေလဲဆိုတာကိုကျွန်တော်တို့ကဘသူမှတည်တည်ချာချာမလေ့လာကြဘူးပေါ့နော်အဲ့တော့မလေ့လာကြဘူးဘသူတွေကဘဲဘဲဟဲ့ဘသူတွေရဲ့ adoption တွေရယူပါပြီလဲဆိုပါစို့ institution ရဲ့ adoption တွေရပြီပြီလားဒီ government ကရော government adoption တွေရောပါလားဆိုတာတခုမှတိတ်မသိကြဘဲနဲ့ အဲ့ဒီပုံမှာကိုယ့်ရဲ့ငွေကြေးကိုမျက်စိမှိတ်ပြီးတော့မြုပ်နှံပစ်လိုက်တာအရန်တမျိုးဘူးကောင်းတယ်ပေါ့နော်တစ်ခါတစ်ခါကန်ကောင်းလို့ဈေးတက်သွားရင်တော့မှအကျိုးမြတ်ရရင်တော့မန်တက်နေတာလေးတွေ့ဘူးတယ်အမကြောင်အဲ့ project က evaluation ဖြစ်ပြီးတော့ investment လုပ်ထားတဲ့ငွေအကုန်ပလုံတဲ့အထိလဲကျွန်တော်တွေ့ဘူးတယ်ပေါ့နော်တချို့ပေါ့နော်အဲ့တော့ကျွန်တော်တို့ခရစ်တိုတခုဝယ်တော့မှဆိုလို့ရှိရင်အဲ့ဒီခရစ်တို project ကဘာအတွက်လဲဆိုတော့ကျွန်တော်တို့က သိဖို့လိုတယ်အဲ့ crypto project ကဘာအတွက်ကိုဖွင့်လောက်ထားတာလဲဘာအတွက်ဘယ်ဘယ် utility အတွက်အလုပ်လုပ်နေရလဲဆိုတော့ကျွန်တော်တို့သိဖို့လိုတယ်ဥပမာပြမနေ့ကကျွန်တော်မနက်ပိုင်း analysis လုပ်ပြီးလိုက်တယ်ကျွန်တော်တို့ on to ဆိုပါစို့ on to finance ပေါ့နော်သူဆိုလို့ရှိရင်ဘာလုပ်လို့ဆိုတော့ကျွန်တော်အကြံဉာဏ်လေးပြောပြမယ် နော် traditional finance နဲ့ decentralized finance ကြောင်းမှာအလုပ်လုပ်ပေးတယ်အာ RWS ပေါ့ဗျာပြောရမယ်ဆိုလို့ရှိရင် project ပေါ့အော်နောက်တစ်ခုဆိုလို့ရှိရင်နောက် RWS project တွေအတွက် machine ဖြစ်လိုအပ်တဲ့ Oracle လိုဝန်ဆောင်မှုပေးရ chain link လိုဟာမျိုး link ပေါ့နော် link crypto လိုဟာမျိုးဆိုတာ link ဆိုရှင်ဘာတဝါမှာရှိတယ်ကျွန်တော်ဈေး price တွေဒါမှမဟုတ် data တွေ blockchain ပေါ့လုံးလုံးစွာကျွန်တော်လုံးလုံးကြုံကြုံယူဆောင်လာပေးရ project ပေါ့ဗျာ chain link ကတော့အော်နောက်တစ်ခုကကျွန်တော် XRP ဆိုပါစို့ XRP ဆိုရင်ဘာလုပ်လဲဆိုတော့သူကဘာလုပ်ဆိုတော့သူကနိုင်ငံဖြတ်ကျော်ငွေလဲပေါ့နော် cross border border transfer ပေါ့ပြောရပြီဆိုလို့ရှိရင်ငွေလဲတဲ့ကိစ္စ တွေကိုကျွန်တော်စက္ကန့်ပိုင်းအတွင်းမြန်မြန်ဆက်ဆက်လုံဆောင်နိုင်ဖို့အတွက်ကို run နေတဲ့ project ပြအဲ့အဲ့လို project တွေပေါ့နော်အဲ့တော့အဲ့လိုအဲ့လိုအချမ်းမြင်တော့ကျွန်တော်တို့ကသိရမယ်အဲ့ဒါမှဒီ project ကဘာအတွက်လှုပ်လှုပ်နေလဲဘယ်အတွက်လှုပ်လှုပ်နေလဲအဲသူ့အနောက်မှာအာဘယ်သူတွေရှိနေလဲဆိုတာကိုဟိုကျွန်တော်တို့သိရမှာပေါ့ဗျာဒီ detailing ကတော့အများကြီးကြံသေးတယ်ကျွန်တော်လေ့လာဖို့အများကြီးလိုတယ် trading investment မှာကျွန်တော်ရေရှည်လောက်ကင်မယ်ဆိုလို့ရှိရင်တော့ဒီအဲဒီဟာတွေအကုန်လုံးကိုဒီ crypto ရဲ့ background နဲ့ဒီ project